ကဘာပြက်တယ်ဆိုတာဆက်ကြပါလားခရီးတသိပြက်တာကိုပြောတာနော်ဒီတနိုင်ငံလေးငရင်လောက်တာတော့ဟိုတနိုင်ငံလေးဘာဖြစ်တာညာဖြစ်တာမိတော်ပေါက်ကွဲတာတို့ဒုက္ခရောက်တာတို့ရေချီးတာတဲ့ဒါတွေကတာမန်ကိစ္စလေးတွေလို့ပြောကဘာကြီးပျက်စီးသွားဖို့ရအတွက်ကအဲ့ ဒါလည်းပဲတနေ့တစ်ခါမှကျုံးလာဖို့အနေထားရှိတယ်တဲ့ကဘာကြီးတစ်ခုဘုရားဝါဒတရားတော်ရအခုခွန်ကြီးတို့တွေနေထိုင်နေကြတဲ့ကဘာကိုခတ္တကပ္ပဒီလိုခေါ်တယ်ခရီးငါးစုပွင့်တဲ့ကဘာခရီးငါးစုပွင့်တဲ့ကဘာဖြစ်ခြင်းကြောင့်အရိမတိယမြတ်စွာဘုရားမပွင့်မပြီးသေးလို့ရှင်ဒီကဘာကြီးကတော့ခဏလို့စัจ java လား ခရီးတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားစရာအကြောင်းမရှိသေးဘူး။အဲဒေသပိုင်းဆိုင်ရာတခုခုပြတ်ထမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။ငရင်လောက်တာတော့ရှိနိုင်တယ်။ဟောမိလောင်တာတော့ရှိနိုင်တယ်၊ခြေမျောတာတော့ရှိနိုင်တယ်။ဒါကတော့တန်မြာထဲမှာသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာ မရှောင်မလွဲနိုင်တဲ့အနေထားလေးပေါ့တန်မြာထဲမှာရှိနေလို့ရှင်တော့ဒီလိုအန္တရာယ်တွေကတော့ရှိတယ်အဲ့တော့အဲ့ဒီအန္တရာယ်တွေကလွတ်ဖို့ယာယီဖြည့်ရှင်းတာကတော့ဘာလို့ရမလဲကုသီလကိုအာကိုဖို့သစ္စာတရားဆိုဖို့နော်ယရဏတုတ်တို့မေတ္တာတုတ်တို့ဆိုတာလေးရုပ်အဓိကတော့အန္တရာယ်ကင်းဖို့ကမေတ္တာကရုဏာမုရိဒာ ဥပိ္ပခာလို့ဆိုရဲဗြမဝိဟာရတရားတွေဘောမြအထုတ်ချက်ဖို့ဆိုကဘာပြည့်ရင်တောင်မှပဲဒါပဲအာကုဟာဒါပဲအာကုဟာအဲ့တော့ကဘာကြီးဖြစ်စည်းပြီဆိုတဲ့အခါကဘာကို ဖြစ်တဲ့အင်အားစုတွေက အပြင်ကလာတာမဟုတ်ဘူးကဘာမှာပဲရှိတယ်ကဘာကြီး ပြည့်အောင် လုပ်တဲ့အင်လူလောကကြီးပြည့်စည်အောင်လုပ်တဲ့အင်အားစုတွေကလည်းအပြင်မှာမရှိဘူးလူတွေထဲမှာပဲရှိတယ်နော် လူတွေရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်တဲ့တရားတွေကကဘာကြီးကိုကြောင်းလွယ်ပျက်စီးသွားစေနိုင်တယ်။ဒါကြောင့်မို့လို့လူသားတွေကတိတ်လောဘကြီးတဲ့အခါမှာကဘာကြီးမီးတော်ပြီးတော့ပျက်စီးတယ်တဲ့။အဲတချို့ကတော့မီးနဲ့ဒေါသနဲ့ရှင်ပြီးတော့ဒေါသတွေတိတ်ကြီးလို့ရှင်မီးတော်ပျက်စီးတယ်လို့ဒီလိုအဆိုလိုက်တစ်မျိုးရှိတယ်။ဒါဝိသုဒ္ဓိမဲ့ကျမ်းမှာ ဆိုထားတဲ့ အဲ့တော့လောကလူတွေဟာသိလောဘတွေချီးလာသိလောဘတွေချီးလာလို့ရှင်ကဘာကြီးကမေးလောက်ပျက်စီးနိုင်တယ်။ဘာဆိုတော့လောဘဆိုတာလည်းပဲပြောတာလောဘကလည်းရင်ထဲမှာ ပူတဲ့အရာတစ်ခု။ဒါမှမဟုတ်မြတ်စွာဘုရားကလောဘကိုလည်းမီးလို့ခေါ်ရာဂမီးဆိုတာအဲ့ဒါရာဂမီးကလည်းလောင်လာပဲလေ။ဒေါသဆိုတာလည်းမီးပဲ။ ဒါဖြင့်ဒီမိနှမီးကဘလို့ထူးခြားတော့လို့ကိုယ့်ဘာကိုစဉ်းစားကြည့်လိုက်ဒေါသမီးကကောက်ရုံးပြီးလို့ပဲဝုံတိုင်းဆိုပြီးသွားတာနော်လောဘမီးကပြီးတယ်လို့မရှိဘူးလောင်းနေတာအမြဲလောင်းလိုချင်မှုဆိုတာယထာမှာရှိပါမရှိဒေါသဆိုတာပြေးသွားတာရှိတယ်လေဒေါသဆိုတာဖြစ်ပြီးရင်တကြစိတ်ကကြည်သွားပြန်အေးသွားတယ်ရာဂဆိုတာကျတော့အဲ့ဒါလို့စိတ်ကြည်အေးသွားတာရှိမှမရှိဘူး လူချင်းမှုကအမြဲတမ်းရှိနေအဲ့တော့ရာဂမိကတမြင်းမြင်းလောင်နေတယ်မိသူလည်းမိပဲဒေါသမိဆိုတော့ဝုန်းတိုင်းလောင်ပြီးတော့ပြတ်သွားတာသူကအဲမောဟမိဆိုတာလည်းပဲတမြင်းမြင်းလောင်ပြီးတော့ဒီငြိမ့်လို့မရနိုင်တော့တဲ့ခက်ခဲတဲ့မိတမိလို့အဲ့တော့သာမီးတန်ခါနေမှာလူတွေရဲ့တဏ္ဍာမှာယင်ွဲမှာဖြစ်တဲ့တရားတွေကိုဆွဲပြုတ်ပြီးတော့ လူသားတွေလောဘကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုမီးလောင်ပြီးတော့ပျက်စီးစေတဲ့လူသားတွေဒေါသကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုရေလွှမ်းပြီးတော့ဖျက်ဆီးနိုင်တယ်တဲ့လူသားတွေမောဟကြီးပြီးတော့ဘာမှလူတွေဟာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာ ခွဲခြားမသိရဲနဲ့မလှုပ်တဲ့နာတွေလှုပ်တယ်မမယင်းနေမောဟ တွေးဝေးတာကိုယ်ကားရင်ချက်လာတယ်ဆိုလို့ရှိရင်တော့လေဖြတ်တဲ့ကဘာကြီးတစ်ခုလုံးကိုလေကအဖြက်လေကြီးကဖြက်စီးသွားနိုင်တယ်ဆိုတော့ကဘာဖြတ်တဲ့အင်အားစုတွေကဘာတွေရောဆိုမီးတဲ့ရေတဲ့လေတဲ့ကဘာဖြတ်တာအင်အားစုကအကဘာဖြတ်တဲ့အင်အားစုကဘယ်မှာရှိတယ်လို့ကဘာမှာပဲရှိတာပဲနိကဘာမှာပဲရှိအဲ့ဒီ ကဘာဖြတ်တဲ့မီးဟာဘယ်သူကအခြေပြုတာတော့ဆိုလူတွေရဲ့ယင်ထဲမှာ ဖြစ်ပေါ်နေတဲ့ရာဂမီးကြောင့်မို့လို့ပို့ပြီးတော့အင်အားတွေဖြတ်တာကဘာဖြတ်တဲ့ရေတွေဟာဘာကြောင့်ကဘာပေါ်မှာလွှမ်းလူတွေရဲ့ယင်ထဲမှာဖြစ်ပေါ်ဖြစ်ပေါ်ပြီးတော့လာတဲ့ဒေါသတွေကြောင့်ကဘာဖြတ်တဲ့လေကြီးတွေဟာဘာကြောင့်အင်အားစုမိလာလဲဆိုရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မောဟကြောင့် ဒါကဝိတ္တိမဲ့ကျမ်းမှာဒီလိုဆုံးထားတဲ့စကားတစ်ခုเนาะကဘာဖြတ်ပြီးဖြတ်တော့မယ်ပြတ်တော့မယ်ဆိုလို့ရှိရင်ကဘာဖြတ်တဲ့ဟာရေရလေရမီးရပဲအကျဉ်းများစွာဖြစ်တာမီးကဘာဖြစ်လို့ရောဆိုတော့လူတွေမှာလောဘကတောင်းကြမ်းလံပြားတာခုနမြတ်စွာဘုရား ဟောတဲ့အထက်မှာမိစ္ဆာဓမ္မလို့ အတ္တမရာဂတို့ဝိသမလောဘတို့မိစ္ဆာဓမ္မတို့ဆိုတာရာဂတွေကြီးတယ်လေလောဘတွေကြီးတယ်ဒါကြောင့်မို့လို့အမြဲတမ်းလူတွေကိုလွှမ်းမိုးနေတာကရာဂပဲဖြစ်တယ်ဒါကြောင့်မို့လို့ဤဖြစ်တဲ့ကဘာကအချိန်ပိုများတယ်တဲ့အဲဤဖြစ်တဲ့ကဘာကပိုပြီးတော့အချိန်များတာပြီးတော့မှရေဖြစ်တဲ့ကဘာပြီးတော့လေဖြစ်တဲ့ကဘာတစ်ခါတစ်ခါလား အဲ့တော့အဲ့လိုဖြစ်တဲ့အခါအခုဗတ္တကဘာမှာအရိမိတ္တရာမြတ်စွာဘုရားပွင့်အောင်မှဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ဖြစ်လူသားတွေဟာအခုကြည့်ပေါ့တကြီးကြီးတက်တန်းနေတိုးလာတယ်ဆိုတော့ဘုရားမထေရှာတက်တန်းနေတိုးလာတယ်ဘုရားမထေရှာတယ်လူတွေရဲ့အသက်တွေဟာတကြီးကြီးဆိုးရွားဆိုးရွားလာတဲ့အခါမှာ နောက်ပိုင်းမှာဒီစိတ်ကြည်တတန်းတူလာတဲ့အခါလူတွေမှာဘာဖြစ်လာတော့ဆိုအမတန်မှ ပြင်းထန်တဲ့အမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်အဲ့ဒီအမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့လက်နက်တွေအမျိုးစုံ တီထွင်လာကြအစွမ်းထက်တဲ့လက်နက်တွေကိုအသုံးပြုပြီးတော့လူသားတွေဟာကိုနေထိုင်တဲ့ကဘာကြီးကိုဖျက်ဆီးကြတာဒီတိုင်းပဲလား ဖြစ်ရှိပြတာအေးနောက်ဆုံးမှာတံဝေကတွေရပြီးတော့ကိုယ်စိတ်ကိုချိုးနှိမ်ပြီးတော့လောဘတွေကိုနှိမ်ကွက်ပြီးတယ်ဒေါသတွေကိုနှိမ်လာတယ်မောဟတွေကိုနှိမ်လာပြီးတော့ကိုချင်းတရားကို ပြန်ပြီးတော့တတိယလာတဲ့အခါမှာလူသားတွေရဲ့တတဟာလည်းတဖြည်းဖြည်းပြန်ပြီးတော့တက်လာတယ် အဲ့ဒီလိုတက်လိုက်တာ လူသားတွေကောင်းရင် ကောင်းသလောက်ဆိုပြီးတော့တက်တန်းကြီးကရှည်လိုက်တာအသင်ခြေထီအောင်ရှင်လူဘဝမှာပြင်းနေအောင်နေရတဲ့အနေအထားမျိုးထိရောက်ပါအောင်မယ်အဲ့ဒီအနေတစ်ခါပြန်ပြီးတော့လူတွေအကျဉ်းစာရိတ်တပြတ်မှုကိုအကြောင်းပြုပြီးတက်တန်းတွေပြန်ဆုတ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 ်လာတဲ့အခါတသိန်းကအောက်ရောက်လို့ အသက်ဟာ၈000တန်းဆိုတဲ့အခါမှာ အရိမတရားမြတ်စွာဘုရားပွဲ့မယ်တဲ့အဲ့ဒီအတွင်းကြည့်အောင်တော့ဒီကဘာကြီးခုနလိုပြက်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါဘုရားဘာသာကျမ်းစာတွေညကဘာကြီးဟာလုံးဝခုနတည်းမှာမိတို့ရေတို့လေတို့ကြောင့်ဖြစ်တာမျိုးမပြက်ဘူးပေါ့ဒေသအလိုက်ငရင်လှုပ်လို့တော့ပါရေတွန်းလို့တော့ဒီလိုဟာမျိုးတော့ရှိမှာပါ ရှင်းတော့မရှိပဲမနေနိုင်ဘူးဒါကတော့ရှင်းတယ်အဲ့ဒါလို့အနစ်စ်တောင်းတန်းကြတော့အရိပတိယမြတ်စွာဘုရားပွင့်တဲ့လူတွေကရွှေခစ်ကိုပြန်ရောက်ပြီးတော့တရားဓမ္မတွေနဲ့အမတမငြိမ်းချမ်းပြီးတော့နေနောက်ပိုင်းမှာဒီလိုပဲပြန်ဆုတ်လာအောင်မှဆုတ်လာပြီးတော့လူတွေတက်တန်းတိုးလာတော့နောက်ဆုံးကြတော့ဒီဗဒ္ဒကဘာကြီးဟာလည်းပြည့်စည် ။ဘာလို့လဲဆိုမြတ်စွာဘုရားဟောထားတာလေ။သဗ္ဗိသင်္ခါရအနိစ္စ။ဘေယာမထာဝရတည်ရှိတာရှိပါမရှိဘူး။ဒီနေ့တစ်ချိန်ကပျက်စီးရမှာတေးချာတယ်။ညီကြီးလက်ခတ်မလွယ်ပျက်စီးမှာပဲ။အေးအဲ့ဒီတော့အခုလို့မီးတို့ရေတို့လေတို့ကနေပြီးတော့ကဘာကြီးကိုဖြတ်စည်းလို့ကဘာကြီး ပြတ်တယ်ဆိုတာဘယ်တိုင်းတာအထိပြတ်သွားတော့ဆို မြတ်စွာဘုရားတခင်ကိုရောမြတ်ရဲ့တရားတော်ကြီးပြန့်နှံ့ရာပြန့်နှံ့တယ်ဆိုတာလူသားတွေပေါ်မဟုတ်ဘူးဆက်ကြပါလားဂရေတသိန်းဆိုတာအများအားဖြင့်တော့နတ်တွေပြမာတွေပေါ့မြတ်စွာဘုရားတရားတော်ကိုလွယ်လွယ်ကူကူနဲ့လာရောက်နားလိုက်တာနတ်တွေပြမာတွေပဲဆက်ကြပါလားဂရေတသိန်းမှာရှိတဲ့နတ်တွေပြမာတွေဟာမြတ်စွာဘုရားရဲ့တရားတော်တွေကို နိုင်ယူမှသားပြီးတော့လက်ခံထားကြအဲ့တော့ကဘာပြက်ပြီဆိုရင်တစ်ခါပြက်ရင်စက်ကြောလာဂရေတသိန်းထီအောင်ပြက်တယ်တဲ့နော်စက်ကြောလာဂရေတသိန်းပြက်တယ်အဲ့ဒါလို့ဂရေတသိန်းထီအောင်ပြက်တဲ့အခါမှာမပြက်ခင်ဘလောက်ကကြိုတင်ပြီးတော့သိရတယ် အနှစ်တသိန်းကလည်းကျွတင်ပြီးတော့သိတယ်။ကဘာပြတ်တော့မယ်ဆိုတာဘသူတွေကသတင်းပေးတယ်လေလို့ဆိုရင် စာထဲမှာပါတာကိုပြောနော်ဒီအကြောင်းအရာတွေကိုယုံကြည်နိုင်ပွဲရာ မရှိဘူးလို့ပြောကောင်းပြောလို့ရတယ်။ယသဗျာကိုယ်တိုင်ကလည်းဟောထားတာရှိတယ်။ကောတတ္ထာတာဘသူယုံမလဲတဲ့ကဘာကြီးတနေ့ကျလူပျက်စီးသွားမယ်ဆိုတော့တဏ္ဍာပုဂ္ဂိုလ်တွေမယုံနိုင်ဘူးတဲ့ အညတရဒိဋ္ဌပတိဟိတရားဓမ္မကိုကောင်းကောင်းမြင်သွားတဲ့သောတပန်ပုဂ္ဂိုလ်ကလွင့်ရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကယုံနိုင်ပေါ်ရမရှိဘူး။ယုံရမှာမဟုတ်ဘူး။သောတပန်ဖြစ်ရင်တော့ယုံပြီပေါ့။ဟော။တရားဆရာဒီလိုဟောတာရှိတယ်။အညတရဒိဋ္ဌပတိဟိ။ သစ္စာလေးပါအမှန်တရားကိုသိထားတဲ့ပုဂ္ဂိုလ်ဟာအေးတနည်းပြည့်မယ်ဆိုတာသူကလက်ခံပြီးသားအနိစ္စသဘောတရားကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်ကတနည်းပြည့်တယ်ဆိုဟုတ်တယ်ပြည့်ကိုပြည့်လုံးဝလက်ခံတယ်လုံးဝယုံတယ်ဉာဏ်နဲ့ပုဂ္ဂိုလ်တွေကတန်တရားရှိကောင်းရှိလိမ့်မယ်ဒီလိုဆိုလို့ကနော်ကောမန္တာကောတတ္ထာတာကဘာကြီးတနည်းကြပြည့်မယ်ဆိုရင်ဘသူသိပြီဘသူက ယုံကြည်မလဲဆိုဘသူမှယုံမှာ မဟုတ်ဘူးတဲ့သို့သောသောတပန်ပုဂ္ဂိုလ်တွေကလွယ်တဲ့တမန်ပုဂ္ဂိုလ်တွေဘသူမှယုံမှာမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ကတော့ယုံနေတယ်တို့ဘယ်လိုဆိုရဲရသော်အဲ့ဒီမှာကဘာပြတ်တော့မယ်ဆိုရင် ရုပ်ချင်း ကောက်ပြီးတော့ပြတ်တာမဟုတ်ဘူးလောကဖြူဟာလို့ဆိုရဲကာမဘုံကနတ်တေ သရင်ပေးတဲ့နတ်တွေရှိတယ်။လောကပြုဟာဆိုတဲ့သရင်ပေးတဲ့နတ်တွေ။အိုးသရင်ကြီးကိုဖာရဖြေချပြီးတော့တကယ်ကိုနိညာနဲ့အဝတ်ကြီးကိုဝတ်လို့အသွင်ပြင် စိတ်ဆင်းရဲနေတဲ့အမှုရာနော်အဲ့ဒီအမှုရာနဲ့သူတို့ကလူပြေကို လာပြီးတော့ပြောကြတယ်တဲ့ သူတို့ပြောတဲ့စကားကလည်းအမှန်တမ်းကောင်းတယ်အနှစ်တသိန်းကြာပြီးတဲ့နောက်မှာကဘာကြီးပြက်လိမ့်မယ်တဲ့ဟောတရင်ပေးတယ်အဲ့တော့ကဘာကြီးပြက်လိမ့်မယ်ဒီကကြီးကလွတ်အောင်မလုပ်ကြရမလဲဆိုရင်မေတ္တံဘာဝေထမေတ္တာမာရိတံဘာဝေထဟောမိတ်ဆွေတို့မိတ်ဆွေတို့တငယ်ချင်းတို့ မေတ္တာကိုပွားကြပါအချင်းချင်းဇာမဖြစ်ကြပါနဲ့ကရုဏာဘာဝေတ္တပါကရုဏာထားကြပါပုရိတာဘာဝေတ္တပါတဝူကြီးပွားတာတဝူမနာလိုမဖြစ်ကြပါနဲ့ဥပိ္ပခာဘာဝေတ္တပါတတ္တဝါဆိုတာကံအတိုင်းပဲဖြစ်တာမို့ရံမလို့ကြပါနဲ့မတွေ့တာကြပါနဲ့သူကနဲ့သူသွားကြမှာပါမေတ္တာကရုဏာမုရိတာဥပိ္ပခာဆိုတဲ့တရားတွေ ွားများအထုတ်ဖို့ဆိုပြီးတော့လှည့်ပြီးတော့သူတို့ပြောတာတိုက်တော်လားဘုရားမစိတ်ဆင်းရဲပြီးတော့သူတို့လည်းငိုကြွေးပြီးတော့ဒါအနှစ်တသိန်းစောပြီးတော့ပြောတာခြေညာချက်ထုတ်တာနော်လူပြည်လူလောကကိုလိုက်ပြီးတော့သူတို့ပြောတာအဲ့တော့ဒီကဆိုးကြီးကလွတ်ချင်လို့ရှိရင်တော့မေတ္တာကရုဏာမုရိဒာဥပေက္ခာဆိုတဲ့ဒီတရား ဒါလွယ်လို့ဘာမှလုပ်ဆရာမှမရှိနိုင်အန္တရာယ်တွေကကင်းညင်နေဆိုလို့ရှိရင်ခွန်ကြီးတို့တွေမှာအခုချိန်မှာကဘာမှာမေတ္တာကနဲလာတာဟုတ်မေတ္တာတွေနဲလာတယ်မေတ္တာတွေနဲတဲ့ကြောင့်မို့လို့ကိုယ်ချိုးစည်းပွားကိုယ်ကြည်လာတယ်သူများရဲ့အချိုးစည်းပွားကိုသိမကြည့်ဘူးနိုင်ငံနဲ့နိုင်ငံနဲ့ကြည်လေနိုင်ငံနေနိုင်ငံနေဟာကိုယ်ချိုးစည်းပွားကိုယ်ကာကွယ်ရေးဆိုတာလောက်လာကြတယ် သူများကြိုးစည်းပွားမဟုတ်ဘူးကိုကြိုးစည်းပွားကိုကာကွယ်ရေးဆိုတာဒါမေတ္တာမဲ့လာတဲ့အတိတ်ပဲအဲကရုဏာတွေကင်းမဲ့လာတယ်မုရိတာတွေကင်းမဲ့လာတယ်တူကြည်ပွားရင်တူကမနာလို့မရှုစိတ်တွေဖြစ်လာတယ်နောက်တစ်ခါအခြေအနေတစ်ခုပေါ်မှာဥပိ္ပခာမထားနိုင်ကြဘူးရံလိုကြတယ်ပုံတိကြတယ်တွေ့တာကြတယ်ဆိုရင်အနေထားတွေဖြစ်လာ အဲ့ဒါတွေကကဘာပြတ်ဖို့ရာအတွက်တကယ်ကိုအဓိကကြတဲ့အကြောင်းရင်းတွေဖြစ်လာအဲ့ဒါကြောင့်မို့လို့လောကပြုဟာနတ်တွေကလူတွေကိုလိုက်ပြီးတော့တတိပေးတာမေတ္တာပွားကြပါကရုဏာထားကြပါဥပိ္ပခအဲပုရိတာပွားကြပါဥပိ္ပခထားကြပါမိဘနှစ်ပါးသေစားကြပါလူကြီးသူမတွေကိုယူသေးကြပါနဲ့ဆိုတဲ့ဒီစကားတွေနဲ့လိုက်ပြီးတော့တတိပေးတဲ့အခါ အဲ့ဒီခေတ်ကဘာမပြက်ခင်အနှစ်တသိန်းလူတွေဟာဘလောက်ကောင်းသွားကြသလဲလို့ဆိုရင်လူဆိုတာကြောက်ပြီဆိုရင်ပိုလို့နော်ကြောက်เสียရရှင်ပိုကြောက်တတ်တယ်သူကဒါကြောင့်မလို့အဲ့ဒီအချိန်မှာလူတွေဟာစိတ်ကောင်းနှလုံးကောင်းထားမေတ္တာဘာညာပွားများအထောက်ကြတဲ့အခါမှာလူတွေဟာမြမပြေရောက်ကုန်တယ်လို့ပြောမေတ္တာဆံပွားပြီဒါဖြင့်တိရိစ္ဆာန်တွေရော အဲတရိစ္ဆာန်တွေကလည်းအဲ့ဒီအချိန်မှာတကောင်းတကောင်းသိမငင်းစဲတော့ဘူးလေမငင်းစဲဘူးကျင်နာမှုလေးတွေတကောင်းတကောင်းအကျင်နာလေးတွေရှိကြီးတွေခွေးတွေတောင်မှတစ်ခါတစ်ခါကျတော့တကောင်းတကောင်းကျင်နာမှုလေးတွေရှိတယ်လေသူတို့မှလည်းအဲ့လိုအကျင်နာတရားလေးတွေထားတတ်လာတဲ့အခါမှာဒီတရိစ္ဆာန်လေးတွေဟာတည်တဲ့အခါကျတော့လက်ပြေရောက်ကြတယ်လက်ပြေရောက်တဲ့အခါလက်ပြေရောက်တဲ့အခါကျတော့ဆန်တရားဆက်ပွားများတဲ့အခါပြမပြေရောက်ကုန်ကြတယ် ကဘာကြီးပြတ်တော့မယ်ဆိုလို့ရှိရင်တသိတ္တဝါတွေအားလုံးဟာနောက်ဆုံးမှာကဘာပြတ်ဖို့ကဘာပြတ်မဲ့နယ်ပယ်လွတ်တည်ထီအောင်သဘာမီးလောင်နေတဲ့မပါရသူတို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့စိတ်ဓာတ်တွေပြင်သွားတဲ့အခါမှာကဘာပြတ်တာကတော့သူကသူ ပြတ်မှာပဲမရဘူး။ဘာပြတ်လို့တော့ဆိုတော့မမြဲတဲ့သဘောတရားကို ပြ်ခိန်တန်လု့ပြ်တာအဲ့တော့တတဝရီကဒီထဲမှာပါရအောင်စိတ်ကောင်းနှလုံးကောင်းထားတဲ့အခါနောက်ဆုံးမှပြမပြချီရောက်သွားကြတယ်လို့ဒီလိုဆိုတဲ့စာထဲမှာအဲ့ဒီမှာမိဖြတ်တဲ့ကဘာဆိုလို့ရှိရင်ဘယ်ထောင်ဖြတ်တုံးဆိုရင်အဘဒရပြမဘုံရဲ့အောက်ကြည့်အောင်ကုန်ဖြတ်တယ်အဘဒရပြမဘုံရဲ့အောက်ကြည့်အောင်ကုန်အဲ့တော့ဇမ <laughs> ပါရိသေသဗျမပရောဟိတာမဟာဗျမလို့ဆိုရဲပထမဇံဗျမဘုံပါသွားတယ်အဲ့ဒီကိုကြက်တော့အကုန်လုံးမီးလောင်မီးလောင်နဲ့ထဲပါသွားရေဖြတ်တဲ့ကဘာရောက်တဲ့အခါကျတော့သုဘကိဏာဆိုရဲဗျမပြေရဲ့အောက်ကုန်ပါသွားတယ်တခါလေးဖြတ်တဲ့ဘုံကျတော့ပို့ပြီးတော့လေးဖြတ်တဲ့ကဘာကျတော့ ီဝေဟဘုဘုံရဲ့အောက်မှာရှိတဲ့ဖြမဘုံလေးပါပါသွားတယ်။ပို့ပြီးတော့လေကပို့ပြင်းထန်တယ်လို့ဒီလိုဆိုလိုတာပေါ့။အဲတော့မိဖြစ်ပြီးဆိုလို့ရှိရင်တော့နေတစင်းပြီးတစင်းတစင်းပြီးတစင်းထွက်လာပြီးတော့နောက်ဆုံးမှာမိုးတွေလုံးဝမိုးမရွာတော့ပဲနဲ့နေရာလည်းပဲမဝင်တော့ဘူးတစင်းပြီးတစင်းအဲ့တော့ဒီစัจ java လာပြင် နေရီရှိတယ်ဆိုတာ သိပ္ပံဆရာတွေကတော့အခုတွေ့တယ်နော်နောက်ထပ်နေတစ်စင်းတွေ့နေတယ်တို့နေနှစင်းတွေ့တယ်တို့ဒီလိုရှိတယ်အဲ့တော့ကဘာထဲမှာဖြတ်ဖို့ရအတွက်နေတွေဟာဒီစัจ java လာတွေကိုချင်းကပ်လာတဲ့အိဗယ်မျိုးပေါ့ဒါကတဘာဝကြီးကသူ့အတူဖန်တီးလာတယ်ဟာခြေဖြတ်တဲ့ကဘာကြတော့မိုးရွာတယ် ရွာလာတဲ့မိုးတွေကခုခေတ်တောင်ပြောကြသေးတယ်လေအစ်စ်မိုးတွေဗာမိုးညာမိုးတွေမိုးဝရှိသေးတာဟုတ်အဲ့ဒီကဘာဖြစ်တဲ့မိုးကြတော့ဘာလို့မိုးတွေတုံးဆိုဆန်းငံရီမိုးတွေဆန်းငံဆိုတာဘယ်နေရာထိလိုက်ထိလိုက်အေးပျော်သွားနိုင်တာအဲ့တည်းမှငံတဲ့မိုးရီတွေနဲ့အကုန်လုံးဟာဆန်းငံရီထိတဲ့အခါမှာကြောက်တယ်လည်းပဲအကုန်လုံးဆွေးမြေးအေးပျော် တောင်းတယ်လည်းဆွေးမြေးအေးပျော် အဲ့ဒီလိုထိလိုက်တဲ့ဟာတွေကအကုန်အေးပျော်ပြီးတော့ပျက်စီးသွားအောင်ကဘာဖြတ်တဲ့ဘိုးကြီးရွာပြီးတော့ကဘာကြီးကိုလွှမ်းသွားနိုင်တယ်တဲ့အဲ့ဒါကရေဖြတ်တာလေဖြတ်တာကြတော့တဖြည်းဖြည်းမြူးမုံလေးတွေလွင့်တဲ့လေကနေစပြီးတဖြည်းဖြည်းလေတွေပြင်းထန်လာလိုက်တာနောက်ဆုံးမှာတိုက်အိမ်ကြီးလောက်ကြောက်တုံးကြီးတွေထိအောင်လွင့်သွားအောင် တိုက်တဲ့လေမုန်တိုင်းကြီးတွေထီအောင် နောက်ဆုံးမှတောင်ကြီးတွေကလွင့်ပါသွားတဲ့လေမုန်တိုင်းကြီးတွေထီအောင်တိုက်လာပြီ။ဘာမှမကြံတော့ပဲနဲ့နောက်ဆုံးမှစက်ကြောလာထဲမှာရှိတဲ့အရာဝတ္ထုတွေဟာလေတိုက်လို့တစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးတော့အမုန့်ဖြစ်သွားတဲ့ထီအောင်တိုက်ပြစ်တယ်။အာဂတာကြီးပဲကြံတော့တယ်။အဲတော့မီးလောင်ရင်လည်းပဲအာဂတာပဲကြံတယ်။ ရေဖြတ်လို့ရှိရင်လည်းရေထဲမှာအရေးပြောသွားလို့အာဂတာကြီးပဲချက်နေလေတိုက်လို့ရှိရင်လည်းတစ်ခုခုလွင့်ပြီးတော့တစ်ခုနဲ့တစ်ခုရိုက်ခတ်လို့အမုံနေဖြစ်ပြီးတော့အကုန်လွင့်သွားတဲ့အခါမှာအာဂတာကြီးပဲချက်နေလို့ကဘာကြီးတစ်ခုလုံးဟာဒီလိုဖြစ်မယ်လို့ဆိုတာကိုစာထဲမှာဒီလိုပေါ်ပြထားတာရှိတယ်အဲ့တော့အဲ့ဒါကိုပေါ်ပြထားတာဟာအမှန်မဲလားလို့ဆိုတော့ရသော်ဗျာကိုယ်တိုင်ကဟောထားရတဲ့အထက်မှာ ေးဒီအကြောင်းအရာကိုတတ္တဗံမတဘာတိပိပုဂ္ဂိုလ်တွေကတော့ယုံမမဟုတ်ဘူးတဲ့မြတ်စွာဘုရားကိုယ်တော်နည်းသို့တော်လည်းမမြဲတဲ့တဘာဝဟာဒီတိုင်းပဲလာမှာပဲလို့ဒီလိုဟောတယ်နှစ်ပေါင်းများစွာ ကြားတဲ့အခါမှာဒီအခြေအနေဆိုးတွေဖြစ်ပေါ်လာမယ်လို့ဒါကတော့မမျော်လင့်နိုင်ပဲနဲ့အမတမရှိချာလာတဲ့အခါကာလအတွင်းမှာဒါမျိုးကြီးဖြစ်လာမှာပါ ပျက်စီးမှုဆိုတာတခုနဲ့ဒီလိုပျက်စီးသွားမှာအဲ့ဒါလို့တ ত্ত্ব ဝါရီအားလုံးဟာလည်းပဲစိတ်ကောင်းနှလုံးကောင်းမွေးလိုက်တဲ့အခါမှာကဘာပြက်ကင်းကြီးရနေလွတ်ပြီးတော့ကောင်းရသူကြီးမှနေကြတယ်အဲတချို့စားတဲ့မှာတော့ရေးထားတာရှိတယ်ဒီကဘာပြောင်းခံရတယ်ဆိုတော့အမတမဆိုးွားတဲ့ပြစ်မှုကြီးတွေချင်းတော့လည်း ီနိဒမိစ္ဆဒိဋ္ဌိဆိုတဲ့ဒီကံကံအကျိုးလုံးဝငင်းပယ်တဲ့အယူဆခေါင်းမာတဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာဝကလွန်လန်းမရှိတော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကလည်းပဲကြောင်းပြီးတော့ခံရတာရှိတဲ့အဲ့တော့ဒီစัจ java လာအတွင်းမှာရှိတဲ့ငရေသားတွေလည်းအလုံးတစ်ဆင့်ပြီးတစ်ဆင့်ပေါ့ငရေသားတွေလည်းပဲ တို့မှာတစ်ချိန်ကငရေတရိစံပြိတ္တမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေတစ်ချိန်ကအပရာပရိယဝေရဏိယကုသကံဆိုတာတတဝါတိုင်းမှာရှိတယ်ပေါ့တစ်ချိန်ကလောက်ခဲ့တဲ့အပရာပရိယဝေရဏိယကုသကံတွေရဲ့ဆွာအားနဲ့ဘဝတစ်ခုကအစင်တန်းလေးမြင့်လာလိုက် အနှစ်တသိန်းဆိုတော့အချိန်တွေအများကြီးရတာဟုတ်စိတ်ဓာတ်လေးတွေပြောင်း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 ပြီးတော့ ငရဲကလူလူဖြစ်လူဖြစ်တဲ့ကမ္မတရားကျင့်တရားကျင့်တဲ့အခါမှာဗြဟ္မပြေရောက်တိရိစ္ဆာန်လေးတွေကလည်းအကျဉ်းနာတရားထားရကနေလူဖြစ်လူဖြစ်တဲ့ကမ္မဟောတရားကျင့်အဲလူဘဝမှာတရားကျင့်လို့မမိတဲ့ပုဂ္ဂိုလ်ကဓာပြေရောက်ဓာပြေကြတော့ဓာတွေကအသိဉာဏ်ပိုထက်တယ်ပိုထက်တော့အချင်းချင်းတတိပေးဟောပြောတာနဲ့တရားကျင့်ဗြဟ္မပြေရောက်ကြဒီလိုနဲ့ကဘာပြတ်တဲ့ခိန်းကနေပြီးတော့လွတ်ပြီးတော့သွားကြတယ်လို့ ကဘာပြမှုနဲ့ပတ်သက်ပြီးတော့ဝိတုဒ္ဓိဘက်မှာဟောပြထားတာရှိတယ်။ကြည်ကြည်ပြတ်ပြတ်ဖတ်ချင်တဲ့ပုဂ္ဂိုလ်ကအဲ့ဒါဝိတုဒ္ဓိဘက်မြန်မာပြန်ကိုဖတ်လို့ရတယ်ပေါ့။